ခင်မွန်ဖြစ်သူနဲ့ပတ်သက်ပြီးသတင်းမှားလွှင့်နေတဲ့မီဒီယာတချို့ကြောင့်မိသားစုအတွင်းရေးကိုဖြည့်ရှင်းလာခဲ့တဲ့ခိုင်တင်းကြီးအလုံးမဲမင်္ဂလာပါဗမိစနောင်းကနေကျူစွာလိုက်ပါတယ်ခိုင်တင်းကြီးကအနှွေပညာအလုပ်တွေကိုနားထားခဲ့တာနှစ်ချီလိုနေပါပြီ ကိုဗစ်ကာလနောက်ပိုင်းကတည်းကဘာရောက်ရှင်မှပြန်မရိုက်ဖဲမိသားစုရဲ့စီးပွားရေးကိုကိုယ်တိုင်ဦးစီးနေရတာပေါ့တဖက်မှာလည်းသမီးဖြစ်သူစံထိတ်ထားဦးကိုထိန်းချောင်းလမ်းပြနေရတာပေါ့မိသားစုကိုဦးစီးကရှာကျွေးနေတဲ့ခင်မွန်ဖြစ်သူကအကြောင်းမျိုးမျိုးကြောင့်ထိန်းသိမ်းခံထားရတဲ့အတွက်ခိုင်သိမ်းချီမှရင်မအေးပဲဖြစ်နေရပါတယ်ဘယ်နည်းများပြန်လွတ်လာမလဲလို့စောင့်မျှော်နေရင်းနဲ့ပဲအချိန်တွေကုန်နေရတာပေါ့အခုလိုပူလောင်စရာခိုက်တန်းတွေနဲ့ဖြတ်တန်းနေရချိန်မှာမိသားစုတချို့ကခိုင်သိမ်းချီရဲ့ခင်မွန်ဖြစ်သူနဲ့ပတ်သက်ပြီးတော့သတင်းမှားတွေလွှင့်နေကြပါတယ် လက်တလုံးမှာမီဒီယာတချို့ကနေခိုင်တင်းကြီးရဲ့ခင်မွန်းကထိမ့်သိမ်းခံထားရကနေပြန်လွတ်လာပြီဆိုပြီးတင်နေကြတာပေါ့မိသားစု၃ယောက်လိုက်လွှင့်နေတဲ့ဗီဒီယိုနဲ့တူပြန်လွတ်လာပြီလို့တင်နေကြတာပေါ့ဒါကြောင့်မို့ပရိသတ်တွေကလည်းပြန်လွတ်လာတဲ့အပေါ်ဝမ်းသာပေးနေကြပါတယ်ခိုင်တင်းကြီးကခင်မွန်းဖြစ်သူကိုမျှော်ကရင်ပူနေတယ်ဆိုတာအလုံးသိနေတာကြောင့်ပေါ့လူငယ်ချမ်းသာခွင့်ရတဲ့နေ့တွေမှာဆိုရင်လည်းခင်မွန်းဖြစ်သူပါလာမလားလို့သူ့အနေနဲ့စောင့်နေရပါတယ်တရားမပါမလာတဲ့ခင်မွန်းဖြစ်သူအတွက်စေမကောင်းဖြစ်နေရတာပေါ့ နုပညာရှင်တချို့ကလည်းပြန်လွတ်လာပြီလို့ထင်ကောခိုင်တင်းကြီးစီဆက်သွယ်ကကွန်ပျူစကားတွေပြောဆိုပေးနေကြပါတယ်ဆက်သွယ်ကကွန်ပျူပေးနေကြတဲ့သူတွေသတင်းမဲတဲ့သူတွေကများသထက်များလာတာမို့ခိုင်တင်းကြီးကမီဒီယာတွေတင်နေတာဟာသတင်းမှဆိုပြီးပြောလာခဲ့ပါတယ်ကေမွန်ဖြစ်သူကအခုချိန်ထိလွတ်လာခြင်းမရှိသေးပါဘူးဆိုပြီးအသိပေးလာခဲ့တာပေါ့မီဒီယာတွေတင်ထားတဲ့ဗီဒီယိုကဟိုးရင်တုံးကသမီးဖြစ်သူစန်ထိတ်ထောင်းနဲ့အတူတူလွှင့်ထားတဲ့ live လေးဖြစ်ပါတယ်ခုနောက်ပိုင်းမှာခိုင်တင်းကြီးတို့ live မလွှင့်တော့အရန်ကိုကြောင်းနေပါပြီအနုပညာအလုံးရန်နာထားပြီးကြတဲ့ ဲကခိုင်တင်းချီကအင်နာပြုလည်းမဖြစ်ပါဘူး။ဒါအပြင်သူမရဲ့အကောင့်မှာလိုက်လွင့်စကားပြောတာတွေလည်းမလုပ်ပါဘူး။ဒါကြောင့်မို့ဗီဒီယိုဟောင်းတစ်ခုနဲ့မီဒီယာတချို့ကသတင်းမှားလုံနေတဲ့အကြောင်းကိုအသိပေးလာခဲ့တာဖြစ်ပါတယ်။အခုလိုသတင်းမှားတွေလွှင့်နေတဲ့အတွက်ခိုင်တင်းချီတို့မှလည်းစိတ်နှောက်ယှက်ဖြစ်ရပါတယ်။မိတ်ဆွေတွေကဝမ်းသာအားရလာမေးကြချိန်မှာတကယ်မဟုတ်တဲ့အတွက်ခိုင်တင်းကြီးတို့အနေနဲ့ပို့ပြီးတော့ဆေးမကောင်းဖြစ်ရတာပါခိုင်တင်းကြီးရဲ့အတွက်ခင်မုန်းဖြစ်သူကိုအမြန်ဆုံးအိမ်ပြန်ရောက်စေခြင်းတလုံးစံထိတ်ထောင်းမှလည်းခဖခင်ဖြစ်သူပြန်အလာကိုစောင့်မျှော်နေခဲ့တာပါ မီဒီယာတချို့ကလူစိတ်ဝင်စားအောင်သတင်းမှားတွေတစ်ခုပြီးတစ်ခုလွှင့်နေကြတာဖြစ်ပါတယ်။နေမကောင်းတဲ့အနုပညာရှင်တချို့ဆိုရင်လည်းကွယ်လွန်သွားပြီးဆိုပြီးသတင်းမှားတွေလွှင့်ကြတာမို့ရုံထင်းကြောင်းထင်းနေဖြစ်ကုန်ကြရတာပေါ့။ ခိုင်တင်းကြီးကတော့ခင်မွန်းဖြစ်သူအမျက်ဆုံးလွတ်လာအောင်အလူတန်းတွေလုပ်ရင်ဖျားတရားလုပ်ရင်သာဆူတောင်းပေးနေပါတယ်။ဒါအပြင်စီးပွားရေးလုပ်ငန်းတွေကိုအခြေမပြန့်ရအောင်လည်းသူကိုယ်တိုင်အချိန်ပြည့်ဦးစီးနေတာပေါ့။စံထိတ်ထောက်ကလည်းအလုံဝင်လောက်ကတင်ယူနေပါတယ်။ခိုင်တင်းကြီးတို့အသားမိကြောင်းအထင်းရောက်နေတဲ့ခင်မွန်းဖြစ်သူလည်းစိတ်အေးနေရတာပေါ့။ခင်မွန်းဖြစ်သူစိတ်နဲ့ပဲခိုင်တင်းကြီးကအနည်းပညာအလုပ်တွေရနာကပြန်မလုပ်ဖြစ်သေးတာဖြစ်ပါတယ်။ခင်မွန်းဖြစ်သူပြန်လွတ်လာပြီဆိုပြီးသတင်းမှားတွေလွှင့်ခံနေရတဲ့ခိုင်တင်းကြီးအပေါ်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အလုံးကကျေးဇူးတင်ပါတယ်။ နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါအောင်နော်အသေးသေးသောအကြောင်းအရာများအတွက် YouTube channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ